ယေရမိအနာဂတိကျမ်းအခန်းကြီး41အငယ်1မှ18တတမလာတွင်ဆွေတော်မျိုးတော်ဖြစ်သော မင်းသားအီလိရှမာတာနာတနိဤတာဣရှမေလာတိလူတကြိတ်နှင့်တကွအဟိကန္တာဂီတလိရှိယမိစပါမျိုးတို့လာ၍ထိုမျိုး၌တစုတီးစားတော့ကြ၏ ထိုအခါနာတနိတာဣရှမေလာနှင့်ထိုလူတကြိတ်တို့သည်ထ၍ဘာဘူးလုံရှင်ဘရင်အခွင့်နှင့်ပြည်အုပ်လုတော်ရှာဖန်ဣတာဖြစ်သော အဟိကံဣတာဂေဒလိကိုဓာနှင့်ခုတ်၍တတ်ကြ၏ ဣရှမေလသည်လည်းမိစပါမြို့တွင်ဂေဒလိထံ၌ရှိသောယုဒလူအပေါင်းတို့ကို၎င်းတွေ့သည်မသောခါလဒဲစစ်သူရဲတို့ကို၎င်းတက်လေ၏ဂေဒလိကိုတက်၍နှစ်ရက်လွန်တော်လေထိုအမှုကိုအဘယ်သူမျှမသိသေးသဖြင့်ရှေခင်မြို့ရှီလောမြို့ရှမာရိမြို့မှထွက်လာသော လူရှိကျိတ်တို့သည်မိမိတို့မုတ်စိတ်ကိုရိတ်ပြီးလျှင်အဝတ်စုပ်ကိုဝတ်၍ရှာနာသောကိုရှိလျက် ပူဇော်တက်ကနှင့်နတ်တာပေါင်းကိုဗိမာန်တော်သို့ဆောင်ခဲ့လျက် ရောက်လာကြ၏ထိုသူတို့ကိုကြိုးစိုးအံ့သောငါနာတနိတာဣရှမီလာသည်ငိုကြွေးလျက်မိစပါမျိုးမှထွက်၍တွေ့သောအခါ အဟိကန္တာဂေတလိထံသို့ လာကြလောဟုခေါ်လေ၏မြို့ထဲသို့ရောက်ပြီးလေနာတနိတာဣရှမေလာနှင့် သူ၏လူများတို့သည် ထိုသူတို့ကိုတတ်၍မြေတွင်ထဲသို့ ပြစ်ချကြ၏ ထိုသူတို့တွင်ပါတော်လူတကြိတ်တို့ကအကျွန်ုပ်တို့ကိုမတတ်ပါနှင့်အကျွန်ုပ်တို့တူထားသောဥစ္စာဒီဟုသောဂျုံမှုရောစီပြားရည်သည်တော၌ရှိပါ၏ဟုဣရှမေလအာပြောဆိုတော်ကြာထိုသူတို့ကို သူတို့ညီအကိုများနှင့်အတူမတတ်ပဲနေ၏ဣရှမေလသည်ဂေဒလိနှင့်အတူတတ်တော်သူ အသေးကောင်များကို ပြစ်ချတော်တွင်သည် အခြားတွင်မဟုတ် အာတမင်းကြီးသည်ဣတရီလာရှင်ဘုရင်ဘာရှာကိုကြောက်၍တူးတော်တွင် ဖြစ်သည် ထိုတွင်ကိုနာတနိတာဣရှမီလာသည်အသေးကောင်များနှင့်ပြည့်စေ၏ထိုအခါအဟိကန်တာဂေဒလိ၌ကိုရန်တော်မူနေဘူးစာရတန်အပ်သောမင်းသမီးများအဆရှိသောမိစပါမျိုး၌ကြံ့ကျွင်းသမျှသောသူတို့ကိုနာတနိတာဣရှမီလာသည်တိမ့်ယူ၍အာမုံအမျိုးသားတို့ထံသို့ထွက်သွားလေ၏ ထို့သူနာတနိတာဣရှိမိလပြုသောအမှုဆိုးအလုံးစုံတို့ကို ကာရာတာယောဟန်နန်နှင့်သူထံ၌ရှိသမျှသောတက်မှုတို့သည်ကြားလင် လူပေါင်းတို့ကိုခေါ်၍နာတနိတာဣရှိမိလကိုတိုက်ခြင်းငါထွက်သွားသည်ဖြင့်ဂိဘောင်ကန်နာမှတွေ့လေ၏ ဣရှမေလ၌ပါသောသူအပေါင်းတို့သည် ကာရာတာယောဟန္နန်နှင့် သူ၌ပါသောတတ်မှုအပေါင်းတို့ကိုမြင်သောအခါဝမ်းမြောက်ခြင်းတို့ရောက်ကြ၏ထိုအခါမိစပါမျိုးမှဣရှမေလတိမ့်သွားသောလူအပေါင်းတို့သည် သူထံမှထွက်၍ ကာရာတာယောဟနန်ထံသို့ကူးသွားကြ၏နာသနိတာဣရှမေလာသည်လူ၈ယောက်နှင့်တကွယောဟနန်လက်မှလွတ်ပြေး၍အာမုံအမျိုးသားတို့ထံသို့သွားလေ၏ထို့သူအဟိကန်တာဂေဒလိကိုတတ်ပြီးသည့်နောက်ကာရာတာယောဟနန်နှင့်သူထံ၌ရှိသောတတ်မှုအပေါင်းတို့သည် နာတနိတာဣရှမေလလက်မှ၎င်းမိစပါမြို့မှ၎င်းနှုတ်၍ကြံကျွင်းသောသူဒီဟုသောအာချီသောစစ်သူရဲများမိမများသူငယ်များမိမဆူများအပေါင်းတို့ကိုဂိဘောင်မြို့မှဆောင်ခဲ့ပြန်၍ခါလဒဲလူတို့ကြောင့်အေဂုတုပြည်သူပြောင်းမိအကြံရှိလျက်ဘက်လင်မြို့နှင့်နီးသော ခိမဟန်ရွာသို့သွား၍နေကြ၏အကြောင်းမူကားပြည်အုပ်အရာ၌ဘာဘူးလုံရှင်ဘရင်ခန့်ထားသော အဟိကန်တာဂီဒလိကို နာတနိတာဣရှမေလတတ်သောကြောင့်ခလဒဲလူတို့ကိုကြောက်ကြ၏အာမင် God bless you